ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီနေ့ကတော့ကျွန်တော်တို့တဲ့လေကွမ်တော်တဲ့နီကို တွန်းနေတကွာအချင်းပြပြီးတော့မှာဖြစ်ပါတယ်ဗောနော်တဲ့လေကွမ်တော်တဲ့နီဖြစ်ပါတယ်ဒီချစ်လေးခွန်း3ခွန်းခွန်းကနေကျွန်တော်တို့တောင်းခွန်းခွန်းကနေရှီကိုလေးချပိတော်တဲ့တွင်ကိုတွေ့ပြပြီးတော့မှာဖြစ်ပါတယ်ဗောနော်ရင်းဥဆုံးအနေနဲ့ကျွန်တော်တို့ဒီမှာထိတ်စီကိုရင်းဆုံးကြည့်အောင်ဗောနော်ထိတ်စီတော်တဲ့နီဖြစ်ပါတယ် ဒီ၃နှစ်ကြိမ်ပေါင်းရှင်6ဖြစ်ပါတယ်ခင်ဗျာဒီအနောက်က9နှစ်ပေါင်းတာ73 35ပေါင်းရှင်6ရာတဲ့အတွက်ကြောင့်မို့ထိတ်ဆင်းရှိဖြစ်ပါတယ်โอเคနောက်ထပ်အလေထိန်ကိုထပ်ပြီးတွက်ပြပါဖြစ်ပါတယ်ထိတ်ဆင်းပြီးတော့ဒါကအလေထိန်ပါเนาะအလေထိန်ကဒီအရှိဆုံးက8နှစ်ကြိမ်ပေါင်းရှင်16ဖြစ်ပါတယ်ပြရင်9နှစ်ကြိမ်ပေါင်း24ဆိုတော့6နှစ်4ပေါင်း30ဒီ3နှစ်ဒီ5နှစ်ထပ်ပေါင်းရှင်းချစ်ဖြစ်ပါတယ် ရှစ်ကိုတင်တိုးတော့ကိုရှစ်ကိုအလဲထိုင်ရတာဖြစ်ပါတယ်နောက်ထပ်အပိတ်ကိုဆက်ပြီးလေ့လာကြအောင်အပိတ်ကတော့ဒီ၄နှစ်ကြိမ်ပေါင်းရှင်းရှစ်ဖြစ်ပါတယ်၃အဲ့ဒီရှစ်နှစ်နှစ်ပေါင်း30ပေါ့နော်၃က၃ကြိမ်ဆိုတဲ့အတွက်ကိုအဲ့ဒီကိုကိုကြမှာပါဝါထပ်ယူမှာဖြစ်ပါတယ်ကိုရဲ့ပါဝါ၄ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ချစ်သိစင်းချစ်ကိုအလေထိုင် ကိုလေးအပိတ်စုပြီးရတာဖြစ်ပါတယ်။အဲ့ဒီမှာကျွန်တော်စီလိုက်တော့ရှေ့ရှေ့ကိုဖြစ်ပါတယ်။ ရှင်းရှင်းကိုရဲ့ရှင်းရှင်းလေးရဲ့ပေါ့နော်ပြီးရင်ရှင်းကိုလေးရဲ့ရှင်းကိုကိုရဲ့ဆိုပြီးရမှာ ဖြစ်ပါတယ်ရှင်းကိုကိုပေါ့နော် Okay အဲ့ဒီမှာဆိုရင်တဲလေးခွဲရတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီတဲလေးခွဲထဲကသူနားထပ်တစ်ပြင်မှာ၃ခုခုပြီးတော့ရှင်းကိုလေးဖြစ်ပါတယ်ရှင်းတဲရှင်းရှင်းကိုလေးပေါ့နော်ဒါကြောင့်မို့ ချစ်တဲ့စင်ကိုအလေထိုင်လေးအပိတ်ရှီကိုလေးဆိုပြီးတော့အဲ့ဒီတပင်မှာလေးွက်ထဲကရှီကိုလေးချပေးသွားတာဖြစ်ပါတယ်။ Okay ရှီတဲ့ရှီရှီကိုလေးငါလေးဆိုတဲ့အတွက်ကြောင့်မို့ထိတ်စီရှိတဲ့ဤအတိုင်းပဲပေါ့နော်အရင်ဆုံးဒီအပေါ်ကထိတ်စီတွေ့တဲ့ဤအတိုင်းပဲကျန်တော့နောက်ထပ်တပင်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။သိစီကိုလေးလာကြည့်တော့ဒီရှင်းနဲ့ချိန်ပေါင်းမယ်ပြီးရင်ခုနှစ်ကိုပေါင်းတဲ့အတွက်ဒီလေးကိုပေါင်းတယ်ရှောင်းနဲ့လေးပေါင်းတဲ့စေ၅တလုံးကျန်တဲ့အတွက်၅ထိစီယူမှာဖြစ်ပါတယ် ဆက်ပြီးတော့အလေထိန်ကလည်းအပွားယူတယ်နီးတမဲ့ထယူတော့မှာဖြစ်ပါတယ်ရှင်းနှစ်ချိန်ပေါင်းတာတွေအတွက်ဒီရှင်းနှစ်ချိန်ပေါင်းတာ16ဒီခုနှစ်ကုနှစ်ချိန်ပေါင်းတာတွေအတွက်ဒီရှစ်ကုနှစ်ချိန်ပေါင်းတာ6ရှောင်းနှန်းရှောင်းပေါင်းစနစ်ရှင်းနှစ်ပေါင်းရင်10ဒီမှာ9တလုံးချန်တွေအတွက်9ကိုတစ်တိုးတာဆိုရင်6 96လေထိန်စုပြီးယူမှာပေါ့နော်ထပ်ပြီးတော့ကျွန်တော်အပိတ်ကိုလည်းအပေါ်ကယူတယ်နီးတမဲ့ထပ်ပြီးယူတော့မှာဖြစ်ပါတယ်လေကုန်တဲ့ချိန်ပေါင်းထားတဲ့အတွက်ကြောင့်မို့တိကုန်တဲ့ချိန်ပေါင်းရှင်းနေဖြစ်ပါတယ် ဒီထိတ်ကိုသုံးချိန်ပေါင်းတာ8320နဲ့၄ပေါ့နော်၄နဲ့နှစ်ပေါင်း6 6နဲ့နှစ်ပေါင်း8ရတဲ့အတွက်အဲ့ဒီ8ကိုပါဝါထည့်ယူมาဖြစ်ပါတယ်ရှင်းရဲ့ပါဝါ3ပေါ့နော်ဒါကြောင့်မို့ကျွန်တော်ဒီမှာစီပြပါမယ်ပေါ့နော်9 9ရဲ့9 9 3ရဲ့ဖြစ်ပါတယ်နောက်ထပ်အနေနဲ့က9 6 7ရဲ့9 6 3ရဲ့ဆိုပြီးဖြစ်ပါတယ်9 6 3 โอเคအဲ့ဒီတလေးကွက်ထဲကနောက်ထပ်တစ်ပြည်မှာရှစ်ကိုလေးပြီးတော့963ချပေးသွားခဲ့တယ်ပေါ့နော်ဒါကြောင့်မို့ဒီမှာ963ဖြစ်ပါတယ်ငါထိတ်စီ6အလေးထိုင်3အပိတ်963တဲ့ဖြစ်ပါတယ်โอเคဒီ963ကနေနောက်ထပ်တစ်ပြည်ကိုထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်ထိတ်စီယူတဲ့နေ့အတိုင်းပဲဖြစ်ပါတယ်ဒီ အပေါ်မှာရှစ်ထိပ်စီကိုနှစ်ကြိမ်ပေါင်းထားတဲ့အတွက်ဒီ9နဲ့နှစ်ကြိမ်ပေါင်းတယ်ပေါ့နော်ပြီးရင်လင်း9ပေါင်းတဲ့အတွက်33ပေါင်းမှာဖြစ်ပါတယ်33ပေါင်းချင်း600ရာတွေပေါ့နော်6ထိပ်စီဖြစ်ပါတယ်နောက်ထပ်အလေထိန်ကိုလည်းထပ်ပြီးလေ့လာကြည့်အောင်ဒီအပေါ်မှာဆိုရင်6ကို7ကိုနှစ်ကြိမ်ပေါင်းထားတဲ့အတွက်9ကို9ကြိမ်ပေါင်းလေ9ကို9ကြိမ်ပေါင်းလေ9 9ပေါင်းတဲ့စေ4 4ပေါင်း8ဆိုတဲ့အတွက်8ကိုတိတိုးရှင်း ကို89အလဲထိန်ရမှာဖြစ်ပါတယ်။အပိတ်ကိုတပီးတက်ပြမှာဖြစ်ပါတယ်။အပိတ်ကတော့ဒီ9နှစ်ကြိမ်ပေါင်းရှင်း30ဖြစ်ပါတယ်ခင်ဗျာ။ပြန်နောက်ထပ်9315ဆိုတဲ့အတွက်9နဲ့နှစ်ပေါင်းခွန်ခွန်ကိုပါဝါထပ်ယူတော့ခွန်ရဲ့ပါဝါနှစ်ဖြစ်မယ်ပေါ့နော်ဆိုတော့ generator အဲ့ဒီမှာ68ခွန်တဲ့ရမယ်ပြီးရင်68နှစ်ရပေါ့နော်68ခွန်68နှစ် ပြီးရင်ကိုအလဲထင်ကို ထပ်ယူတော့69ခွန်69နှစ်ဖြစ်ပါတယ်6ထိပ်စီကိုအလဲထင်နှစ်အပိတ်69နှစ်ဆိုပြီးတော့တဲလေးကွယ်ကြရတယ်ပေါ့နော်အဲ့ဒီတဲလေးကွယ်ထဲကနောက်ထပ်တစ်ပြိုင်မှ6ရှစ်ခွန်6ပြီးသွားတာဖြစ်ပါတယ်6ထိပ်ချင်းလည်းခုနှစ်အပိတ်6ရှစ်ခွန်ဖြစ်ပါတယ်ပေါ့နော်669 6ရှစ်ခွန်ဆိုပြီးဖြစ်ပါတယ် Okay နောက်ထပ်အဲ့ဒီ6ရှစ်ခွန်တင်ပြင်ကနေနှစ်နှစ်ခွန်6ပြီးသွားတဲ့တင်ပြင်ကိုထပ်ပြီးလေ့လာကြအောင်ဒီ6နှစ်ကြိမ်ပေါင်းစနစ် ခွန်3ပေါင်း30ဆိုတဲ့အတွက်ထိတ်စီနေရတာဖြစ်ပါတယ်ထိတ်စီနေပေါ့နော်ပြီးရင်အလေထံကိုလည်းထပ်ပြီးတော့လေလာကြအောင်ဒီအဘောကယူတဲ့အနည်းတိုင်းပဲပါနော်6နှစ်ကျိန်ဆက်နေ9နှစ်ကျိန်ပေါင်းတာ16ဆိုတဲ့အတွက်ရှင်းနေနေပေါင်း30 6နဲ့5ပေါင်း73ဆိုတဲ့အတွက်တိကိုတိတူရှင်နှစ်တင်းနဲ့အလေထိန်ဆွေးပြီးရမှာဖြစ်ပါတယ်အပိတ်ကိုဆက်ပြီးလေ့လာကြအောင်အပိတ်က ဒီ6နှစ်ကြိမ်ပေါင်းရှင်ကဆက်နေဖြစ်ပါတယ်ဗောနော်အပွားယူတဲ့နေ့အတိုင်းပဲဖြစ်ပါတယ်6 38 6နှစ်နှစ်ပေါင်း30ကျန်နေတာကနှစ်ဆိုတဲ့အတွက်အဲ့ဒီနှစ်ကိုပါဝါထပ်ယူတော့ခုနှစ်ဒါဆိုရင်ကျွန်တော်နှစ်တနှစ်ဆိုပြီးရမှာဖြစ်ပါတယ်ဗောနော်နှစ်ထိပ်တအလဲနှစ်အပိုင်းနဲ့တွဲတော့နှစ်တနှစ်ဖြစ်ပါတယ်နှစ်တနှစ်ရပြီးရင်နှစ်တခွန်ရဗောနော်နှစ်တခွန် ပြီးရင်နင်းနင်းနင်းဆိုပြီးရမှာဖြစ်ပါတယ်ပြီးရင်နင်းနင်းခွန်ဖြစ်ပါမယ်ပေါ့နော်အဲ့ဒီမှာသူချပေးသွားတာကနင်း66နင်းနင်းခွန်ဆိုတဲ့အတွက်ကြောင့်မို့အမနင်းနင်းခွန်ချပေးသွားတယ်ပေါ့နော်နေထိုင်နေလဲခုနှစ်ပိတ်နင်းနင်းခွန်ဆိုပြီးတော့လေးချိန်စတိတ်ချာပေးသွားခဲ့ပြီးပြီဖြစ်ပါတယ်။ဟုတ်ကဲ့ဒါဆိုရင်ကျွန်တော်၅ချိန်မြောက်ဒီ၈ချိန်အတွက်ထပ်ပြီးလေ့လာကြည့်မယ်ပေါ့နော်။နင်းနှစ်ချိန်ပေါင်း၄ခွန်ရှိက55ဆိုတဲ့အတွက်အလေး၅ပေါင်းရှင် ကိုဆိုတဲ့အတွက်ကြောင့်မို့အဲ့ဒီတွက်နည်းအရာကိုထိစီရာမှာဖြစ်ပါတယ်အလဲတန်းကိုထပ်ပြီးတွက်ကြည့်အောင်ပါဘောနော်ဒီနှစ်နှစ်ချိန်ပေါင်း၄ဖြစ်ပါတယ်၆နှစ်ချိန်၁နှစ်နောက်ထပ်နှစ်တစ်လုံးပေါ့နော်နှစ်နဲ့နှစ်ပေါင်း၄၄နဲ့၄ပေါင်းရှင်းငါရှင်းရှင်းကို9နှစ်ထပ်ပေါင်းရှင်း73ညတဲ့အတွက်ကျွန်တော်တို့၃လေးအလဲထိန်ဖြစ်မယ်ပေါ့နော်အပိတ်ကိုဆက်ပြီးလေ့လာကြည့်အောင် အပိတ်ကဒီ6နှစ်ကြိမ်ပေါင်းတာကဆက်နေရမယ်ပေါ့နော်။နေ့က3ကြိမ်ဆိုတဲ့အတွက်6ကျော်အဲ့ဒီမှာ6နဲ့နှစ်ပေါင်း8ရှင်းနဲ့နှစ်ပေါင်း30ဆိုတဲ့အတွက်3ညရဲ့ပါဝါထပ်ယူတော့9ကိုထိတ်3လေးအလေ35အပိတ်ဆိုပြီးတော့တွင်ကြီးရအဲ့ဒီဟာလေးရတယ်ပေါ့နော်စီလိုက်တော့ကျွန်တော်အဲ့ဒီမှာ933ရယ်935ရယ်ဖြစ်မယ်ပေါ့နော်ပြီးရင်3အလေးထိန်ပြီးတော့လေးအလေးထိန်ကိုသတ်သွားမှာ 9639645ဆိုပြီးရမှာဖြစ်ပါတယ်။ Okay ဒါသွန်းနီးအရာပါနော်သွန်းနီးအရာဒီဟာလေးရနေတာကိုကျွန်တော်တို့အမေဆွေများသွန်းနီးလေလာလို့ရအောင်တင်ပြပေးရှင်းတာဖြစ်ပါတယ်။ဒီ69လေးကနေစပြီးတော့ဒီသွန်းနီးအတိုင်းပဲတောက်ချောက်ပေးနေတာဆိုရင်တော့ကျွန်တော်တို့ချစ်ချိန်မှာတော့အဆက်ပေးမပေးစောင့်ကြည့်ရမှာပါနော်။69563 ရှောင်းရှေခွန်3ချိန်ရှိသွားပြီပေါ့နော်ပြီးရင်ဒီမှာနိနေခွန်ဆိုတော့သူ4ချိန်ထိရှားပေးသွားခဲ့ပြီပြီပေါ့နော်ထပ်ပြီးတော့ရှားပေးမပေးရတော့ကျွန်တော်စောင့်ကြည့်ရမှာပဲဖြစ်ပါတယ်ပေါ့နော်ဒါဆိုရင်ကျွန်တော်အဲ့ဒီ၄ခွက်ထဲကဒီမှာအတုံများတလုံးကအာနေထဲမှာတော့ပါတယ်ပေါ့နော်ခွန်3များရှောက်ကိုကျွန်တော်ထိတ်လေးပိတ်အာနေဆိုပြီးတော့တွင်နီးအရာတွင်နီးလဲတင်ပြထားပြီပေါ့နော်ဆိုတော့အဲ့ဒီမှာ၃များတလုံးကို ပေမဲ့ဘောနောတုံများကိုအရင်အနေနဲ့တုံပြမှာဖြစ်ပါတယ်ကိုသုံးတုံများကိုလေးတုံများကိုအရင်ဖြစ်မယ်ဘောနောကိုသုံး၅နဲ့ကိုလေး၅ကိုထပ်ပြီးလေတာကြည့်တော့အဲ့ဒီအပြီးပေါက်ကနန်းမှာ968တင်းနေတဲ့က6686ပြီးသွားခဲ့တယ်ဘောနောတုံများ6 6တုံများ6 6နှစ်66နှစ်56 665 69နှစ်96နှစ်၄တုံများတုံများလေးလေးတင်းနေနေတဲ့ တုံးလေးရှင်းရှင်းလေးတုံးရှောင်းရှင်းတုံးရှင်းချောက်တုံးကိုတော်များနဲ့ညတော်များကိုခွန်ကိုခွန်ခွန်ကိုခွန်တော်များခုနှစ်ရာပြီးရင်ခွန်တုံးဘာနာတုံးခွန်ခွန်လေးကိုလေးရှိကိုရှိကိုလေး၃၅၅၃၆ခွန်ရှိရှောင်းရှိခွန်ခွန်နဲ့နိနိခွန်ဒီတပတ်မှာတော့ည3:59ဆိုတဲ့အဲ့ဒီမာလေးတုံများတလုံးမပါဘူးဗောနော် ခရကူ3 9 9ငါကဒီမှာ9ပါတယ်3ပါတယ်5ပါတယ်9 4 5ဒီနဲ့9 4 5ဆိုပြီးတော့ဒီမှာအပြေးပေါက်ကဏ္ဍရှောင်းလုံးထဲမှာလည်းတည်ငြိမ်မှု ရှိနေတာဖြစ်ပါတယ်ဗောနောနောက်ထပ်တစ်ခုအနေနဲ့ကျွန်တော်တို့ကဒီ3 9 9 4 5ကိုတင်ပြီးတော့9 3 3မြ9 4 3မြကိုအရင်အနေနဲ့တုံးပါဗောနော် ဒီပရိတ်ကိုထပ်ပြီးလေလာကြအောင်မြေပရိတ်၄၅၃တိပရိတ်၈၁နိငါပရိတ်၄၅၅တိ၉ပရိတ်၇၅ခွန်၉ပရိတ်၃များ၆၃၄ပရိတ်၆နိ၆၈ရှိပရိတ်တိတိ၆၉ပရိတ်၅၃များ၄၅ပရိတ်၃များ၄တိ၄ပရိတ်၆၆နိ၈ပရိတ်၃များ၄လေ၇ပရိတ်၈၆၃ပါနော်နောက်ထပ်နှစ်ပင်ရှားမှာဆိုရင်၇ပရိတ်၇၃များ၃များနှစ်ပင်ရှား၄၃၄ခွန်တဲက၅၆၃၄ပရိတ် ငပြင်းရှာမှာတော့ဒီရှစ်ကြိမ်အတွက်6ခွန်6တိပြိတ်ပြိတ်ဆိုပြီးရတယ်ပေါ့နော်ဆိုတော့ကျွန်တော်တို့အဲ့ဒီ935ဒီဒိစီရဲ့ဒိစီ9အလေထိန်3အပိ9ကနန်း3လုံးပေါင်းရှင်ခုနှစ်ပြိတ်ဖြစ်ပါတယ်9လေး9ဒီလေထိန်လေးပိတ်ကနန်း3လုံးပေါင်းရှင်6ခွန်6ခွန်6တိမှာခွန်6ပြိတ်လေးနီးနေတယ်ပေါ့နော်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့တဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ခင်ဗျာ